အန်ကာလိုက်ကိုအပြတ်သက်နိုင်ယူပြပြီးတဲ့နောက် heavyweight တန်းကိုတက်ထိုးဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့ပါရီယာပရိသတ်များအလုံးမဲ့မင်္ဂလာပါဗျာ Manchester Football ဆောင်ကတင်ဆက်နေပါတယ်ပါရီယာကတော့သူ့ရဲ့ UFC light heavyweight တန်းချန်ပီယံကပတ်ကို Anchor Life C ကနေပြန်လည်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီမကြိမ်တွေ့ဆုံမှုမှာပါရီယာက Anchor Life ရဲ့နီးပြူဟာနဲ့နှပန်းပြူဟာအနီးကတိုက်ခိုက်မှုတွေကိုရင်ဆိုင်ဖို့အဆင်သင့်မဖြစ်ခဲ့ဘူးလို့သုံးသပ်ရပါတယ် ဒါမဲ့ဒီချိန်မှာတော့သူက Anchor Life ရအသာချက်တွေကိုဖြည့်ရှင်းဖို့ပုံမပြေစုံနဲ့ပြင်ဆင်မှုနဲ့ရောက်လာခဲ့ပါတယ်။သူရဲ့ဆရာထက်တန်မှုနဲ့ယုံကြည်ချက်ကပွဲစားကလေးကထင်ရှားခဲ့တာပါ။ဘာရီယာကအရင်ရှုံးပွဲကိုသူရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ဖြင့်မတတ်မှတ်ဘဲနဲ့အဲဒီပွဲကိုသင်ကန်းစာယူပြီးတော့ပုံမအားကောင်းလာတဲ့စိတ်ကြံတဲ့ပွဲကိုချင်းကပ်လာခဲ့တာပါ။ဒါကသူရဲ့စွမ်းဆောင်ရည်ကိုတည်တည်တတ်တာမြင့်တင်ပေးခဲ့လို့တောင်မှဆိုနိုင်ပါရီ။ဘာရီယာကကဘာဆင်းမီကိပောက်စင်နောက်ခံရှိသူဖြစ်ပြီးသူရဲ့လက်တီချက်တွေကအလွန်တိကျပြီးတော့အပြင်းပါရီ။ ဒီဘက်မှာသူထိုးခဲ့တဲ့ညာဝိုက်လက်သီးက Anchor Life ရဲ့မေးရိုးကိုအတိအကျထိမှန်ခဲ့တာကသူ့ရဲ့အစင်တန်းကိုသတိပြပါရီဒီလက်သီးချက်က Anchor Life ကိုမိုးဝေသွားစေခဲ့ပြီးတော့ပွဲအလှယ်ပြောင်းဖြစ်စေခဲ့ပါရီဘာရီယာကကွာဝေးထင်းချုပ်ရမှာထူးချွန်ပါရီ Anchor Life ရဲ့နေကတိုက်ခိုင်းမှုတွေကိုရှောင်ရှားနိုင်ဖို့သူကခြေလန်းလှုပ်ရှားမှုနဲ့အကွာဝေးကိုထင်းချုပ်ခဲ့ပါရီဒါက Anchor Life ရဲ့အားသာချက်ဖြစ်တဲ့နဗန်းနဲ့အနီးကပ်တိုက်ခိုက်မှုတွေကိုအကျိုးသိရမှုနေသွားစေခဲ့ပါရီ ပါရီယာကအန်ခါလိုက်ကိုမူးဝေသွားစေခဲ့ပြီးတဲ့နောက်ချက်ချင်းဆက်လက်ဖိအားပေးတိုက်ခိုက်ခဲ့တာကသူ့ရဲ့ပွဲချိန်တွေနဲ့ပတ်သက်လို့ဖက်ရှင်နိုင်စွမ်းအားကောင်းနေဆိုတာပြသပါရီဒီလိုဖိအားပေးမှုကအန်ခါလိုက်ကိုပြန်လည်ထိန်းချုပ်ဖို့အခွင့်အရေးမပေးခဲ့ပါဘူးအန်ခါလိုက်ကသူ့ရဲ့ထူးခြားတဲ့တိုက်ခိုက်ရေးပုံစံနဲ့အနီးကနှပန်းကစားနည်းတွေမှာအသာကျက်ရှိပေမယ့်ဒီဘက်မှာသူ့ရဲ့ခန်းစစ်ပိုင်း defense army ချက်ကထင်ရှားခဲ့ပါရီပါရီယာရဲ့ညာဝိုက်လက်သီးကိုကာကွယ်နိုင်ခြင်းမရှိခဲ့တာကသူ့ရဲ့မေယိုးခံနိုင်ချင်း durability နဲ့ခန်းစစ်ပိုင်းမှာအားနည်းချက်ရှိတယ်ဆိုတာ ြင်သာစီခဲ့ပါရီပွဲရဲ့အဓိကလက်ပြောင်းဖြစ်ခဲ့တာကပါရီယာရဲ့ညာဘက်လက်သေးပဲဖြစ်ပါရီအရိယာချက်ကအန်ကာလိုက်ရဲ့ခန္ဓာကြီးကိုချိုးဖြတ်ခဲ့ပြီးပွဲကိုလျင်မြန်စွာအဆုံးသတ်နိုင်ခဲ့ပါရီဒီလက်သေးကပါရီယာရဲ့တိကျမှုနဲ့အားပြည့်မှုကိုပြသခဲ့တာလည်းဖြစ်ပါရီပါရီယာကအန်ကာလိုက်ရဲ့လှုပ်ရှားမှုပုံစံကိုဖတ်ပြီးအချိန်ကရိုက်ချက်ထည့်ခဲ့တာကသူ့ရဲ့နေ့စနစ်ပိုင်းဆိုင်ရာအာသာချက်ကိုတင်ရစေပါရီဒီလိုချိန်ကိုက်မှုကသူ့ရဲ့ကေပေါ့စင်နောက်ခံကနေလာလို့ဆိုနိုင်ပါရီ ဒီနိုင်ယာမုကဘာရီယာရဲ့ light heavyweight တန်းမှာဆက်လက်ဦးဆောင်နိုင်စွမ်းကိုတက်တည်ပြခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ရိုက်ချက်အားတိကျမှုနဲ့အကွာအဝေးထိန်းချုပ်နိုင်စွမ်းတွေကသူ့ကိုဒီဝိတ်တန်းအတွက်မှာထိတ်တန်းပြိုင်ဘက်တဦးဖြစ်ဆက်လက်တရှိစေမှာဖြစ်ပါတယ်။တပင်အန်ခါလိုက်လိုနေပန်းနဲ့အနီးကပ်တိုက်ခိုက်မှုမှာအားသာရပြိုင်ဘက်တွေကိုရင်ဆိုင်ရမယ်ဆိုရင်တော့ဘာရီယာအနေနဲ့သူ့ရဲ့ခန်းစစ်ပိုင်းနဲ့ ground game ကိုပုံပုံတိုးတက်အောင်လှုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။အန်ခါလိုက်အနေနဲ့ဒီရှုံးဘက်ကနေသင်ကန်းစာယူပြီးသူ့ရဲ့ခန်းစစ်ပိုင်းကိုပုံပုံအားပြဖို့လိုအပ်ပါလိမ့်မယ်။သူ့ရဲ့ထူးခြားတဲ့တိုက်ခိုက်ရေးပုံစံကအားသာချက်ဖြစ်ပေမဲ့ ပါရီယာလိုရိုက်ချက်အပြင်းနဲ့ပြိုင်ဘက်တွေနဲ့ဆိုရင်တော့သူ့ရဲ့မေယိုခန္ဓာကြီးနဲ့ခန်းစစ်ပိုင်းကိုပုံမအောင်ဆိုက်ဖို့လိုအပ်တာဖြစ်ပါတယ်။ဒီဘက်မှာပါရီယာကသူ့ရဲ့ကေပေါ့ရှင်နောက်ခံရိုက်ချက်တိကျမှုနဲ့အချိန်ကပ်ဖိအားပေးတိုက်ခိုက်မှုတွေနဲ့ Anchor Life ကိုပြည့်တက်နိုင်ရရှိခဲ့တာပါ။ Anchor Life ကတော့သူ့ရဲ့ခန်းစစ်ပိုင်းအားနည်းချက်ကြောင့်အရင်နှိမ့်ခဲ့ရပါတယ်။ဒီဘက်မှာပါရီယာရဲ့ Heavy Weight တန်းမှာဆက်လက်ဦးဆောင်နိုင်စွမ်းကိုတက်တည်ပြခဲ့ပြီးသူ့ရဲ့တိုက်ခိုက်ရေးဉာဏ်ပညာနဲ့စွမ်းရိုးထင်ရှားစွာပြသခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ပါရီယာကတော့အခုဆိုရင် Heavy Weight တန်းကိုတယောက်ရှင်ပြိုင်မှုဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်က ဒနာဝိုက်ကိုလည်းခွင့်တောင်းထားရလို့သိရကြပါမယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတော့အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်